အပုတ်ကောင်ရုပ်ဆောင်ထားတဲ့စိတ်ဓာတ်တွေပေါ်လာခဲ့တဲ့ Mr. Nawal ရန်ကုန်စလီနယူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင် Mr. Nawal ကတော့ပရိသတ်တွေအားလုံးယင်းဤကျွမ်းဝင်ပြီးသားသူတစ်ယောက်ဖြစ်မှာပါမြန်မာနိုင်ငံရဲ့ Miss Grand မြန်မာဖြစ်တဲ့တဲဆူငိမ့်ပေါ်မှာဖိနှိပ်မှုတွေအများကြီးလုပ်ခဲ့တဲ့ National Director တဦးပဲဖြစ်ပါတယ် မြန်မာနိုင်ငံရဲ့အလှမဲ့တင်းစုငိမ့်ပေါ်မှာဖိနှိပ်မှုတွေအများကြီးလုပ်ခဲ့တဲ့ International Writer တအုပ်ဝဲဖြစ်ပါတယ်။ Mr. Network က Miss Grand International ရဲ့ပဲ့ကင်သူတအုပ်ဝဲဖြစ်ပါတယ်။ဒါပေမဲ့အရင်တုန်းကတော့ Mr. Network ကိုအားလုံးကချစ်ကြပါတယ်။ မစ္စတာနက်ဝက်ကထိုင်းလူမျိုးဖြစ်ပြီးတော့ထိုင်းနိုင်ငံကလူတွေတင်မကမြန်မာနိုင်ငံကသူတွေကပါမစ္စတာနက်ဝက်ကိုချစ်စနှုံးနဲ့ပပနက်ဝက်ဆိုပြီးခေါ်ဆိုခဲ့ကြတဲ့အသည့်နေရာယူလာနိုင်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့မစ္စတာနက်ဝက်ရဲ့အပုတ်ကောင်ရုပ်ဆောင်ထားတဲ့စိတ်သက်တွေကတနေချားဆိုသလိုပေါ်လာခဲ့တာဖြစ်ပါတယ်။ Miss Grand International 2024ပြိုင်ပွဲတုန်းကလည်း Mr. Network ကသဲစုငိမ့်ပေါ်မှာဖိအားပေးမှုတွေအများကြီးရှိခဲ့တယ်လို့မြန်မာ National Director ဖြစ်တဲ့ဒူအလွင်ကိုလည်းဒေါက်တော်လေးရရဆက်ဆက်ဖိနှိပ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးသဲစုငိမ့်ကိုဝန်သားစုပေးမယ်ပေးစီခြင်းရဲ့လက်ထိုးရမယ်ဆိုတဲ့ဇကားရီနောက်ကွယ်မှာထွက်ပေါ်လာခဲ့တယ်ဆိုပေမဲ့ Mr. Network ကတကယ်တကယ်မှာတော့သဲစုငိမ့်ကိုဝန်သားစုပေးခဲ့တာမျိုးမရှိဘဲသူစိတ်ကြိုက်ရွေးချယ်ထားပြီးငပိရောင်းခိုင်းလို့ရမယ်။အိန္ဒိယလာမယ် Richard Gupta ကိုပဲ Crown Pay que era de piapari နောက်ပြီးတဲဆုငင်ကိုနေရာမပေးကျင်တော့တဲ့ Mr. Nawak က First Runner App ဆူကြီးကိုဖိလစ်ပိုင်လာမယ်ကိုပြီးခဲ့တာပါအရင်အချင်းနေတဲလန်နေတလောက်ကြွားချားနေတာကိုတမင်တက်တက်မျက်နှာလိုက်ပြီးလှုပ်ခဲလို့တဲဆုငင်နဲ့ထူးအန့်လွင်တို့က Crown ကိုချက်ချင်းဆိုသလိုပြန်အပ်ခဲ့တာဖြစ်တယ်လို့ Miss Grand International ကနေပြီးတော့လဲတဲဆုငင်ရဲ့လှုပ်ရက်တွင်က Miss Grand ရဲ့အဖွဲ့အစည်းရဲ့စီးမင်းစင်ကန်းနဲ့မကန့်ညီတာဆိုပြီး Crown ကိုချက်ချင်းဆိုသလိုပယ်ချခဲ့ကအဖွဲ့အစည်းကနေလဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာ Miss Grand International အဖွဲ့အစည်းက ိုပြီးပြန်ရင်းစိုးဝါလာခဲ့တာပါ။နောက်ပြီးမစ္စတာနဝက်ရဲ့စိတ်ရင်းမှန်ကိုသိရှိခဲ့တဲ့သူတွေကချက်ချင်းစုတလို့ထွက်သွားခဲ့တာဖြစ်ပြီးဖိလစ်ပိုင်လာမယ်ကလည်းတဲစုငိတ်ထွက်ပြီးမကြခင်မှာပဲအဲ့ဒီဖွဲ့စည်းကြီးကနေနှုတ်ထွက်သွားခဲ့ပါတယ်။အခုတခါပို့ပြီးစိုးလာတာကငပိတွေရဲ့ဇက်တိုင်ရောင်းခိုင်းနေလို့အိန္ဒိယလာမယ်ကလည်းနှုတ်ထွက်တဲ့ဖြစ်ရပ်တွေဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ မစ္စတာနဝက်ကဝင်းနာစုရရှိထားတဲ့သူတွေကိုအဖွဲ့အစည်းရဲ့ဂုံတိုက်ခါနဲ့မကန့်ညီတဲ့ငပိကျော်တွေကိုပဲစက်တိုင်ရှောင်းခိုင်းနေကြတာပဲဖြစ်ပါတယ်။ဒါအပြင်လက်ရှိချိန်မှာဆိုရင်လည်းဝင်းနာစုရရှိထားတဲ့အိန္ဒိယလာမယ်ကိုမစ္စကရန်အင်တာနက်ရှင်နယ်အဖွဲ့အစည်းကနေစီးမြင်စည်းကမ်းနဲ့မကန့်ညီလို့ဆိုပြီးထုတ်ပြန်လိုက်တဲ့အကြောင်းမလ28ရက်နေ့ကသူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးသားထားခဲ့ပါတယ်။ဒါအပြင်အိန္ဒိယလာမယ်အနေနဲ့လည်းသူ့အနေနဲ့လည်းဆက်လက်ပြီးတော့လက်တွဲနိုင်ခြင်းမရှိတော့တဲ့အပြင်မစ္စတာနဝက်ရဲ့ဖိနှိပ်မှုအမျိုးမျိုးကိုခံရတဲ့အကြောင်းထုတ်ချေမှုတွေစက်တိုင်လုပ်နေတဲ့အကြောင်း ောင်းပြောပြခဲ့တယ်လို့ Mr. Network ကတော့အိန္ဒိယအလာမေကတခြားသောအဖွဲ့အစည်းတွေနဲ့ပွဲထက်အခမ်းအနားတွေပြုလုပ်နေတာကြော်ညာတွေရိုက်နေတာတွေလုပ်ခဲ့တာကြောင့်သူ့အနေနဲ့လုံးဝလက်ခံနိုင်ခြင်းမရှိတော့ဘူးဆိုပြီးအဖွဲ့အစည်းကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ Miss Grand အဖွဲ့အစည်းကြီးရောနိုင်ငံတကာအလာမေရီနဲ့ National Director တွေကပါ Mr. Network ရဲ့အပုတ်ကောင်ရုပ်ဆောင်ထားတဲ့အောက်တန်းကျတဲ့လုပ်ရက်တွေကိုတတိထားမိလာကြပြီဖြစ်တယ်လို့ဒေါက်တာလီးလည်းရှင်းရှာနေကြပါပြီ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးနေနဲ့ရော Mr. Network ရဲ့စိတ်ဓာတ်ကိုဘယ်လိုမျိုး ိုမှတ်ချက်ပြုကြလေဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်